မင်္ဂလာပါရှင်။ဘာမခက်တဲ့တဲ့ရင်ချန်နာမကြိုးဆိုလိုက်ပါရရှင်။ညီမတို့ channel ကတော့မြန်မာနိုင်ငံရဲ့သတင်းဥတည်တူးများကိုချိန်နဲ့တပြေးညီတင်ဆက်ပေးနေရပဲဖြစ်ပါရရှင်။ပထမအောင်ဆုံးတဲ့ရင်အနေနဲ့အကျန်းဘက်စကောင်စီကငလျင်လောပြီးလေကြောင်းတိုက်ခိုက်မှုများဇက်တိုက်လှုပ်ဆောင်ပြီးနောက်ရက်20ကြာအပြည့်ရဟူချိန်ညာဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပေးပါမယ်။ အကြံဖက်ဆက်ကောင်စီကမက်စလ28ရက်နေ့ငလင်းလှုပ်ပြီးနိုင်ငံတော်လေးချောင်းတိုက်ခိုက်မှုများဆက်တိုက်လှုပ်ဆောင်ခဲ့ပြီးနောက်ဧပြီလ2ရက်နေ့မှ22ရက်နေ့အထိရက်20ကာလကိုယာယီအပြည့်ရက်ကာလအပြည့်သတ်မှတ်ကြောင်းဧပြီလ2ရက်ညပိုင်းနဲ့ထုတ်ပြန်ကြေညာလေငလင်းတန်တဲ့ပြည်သူလူထုအားစာနာထောက်ထားပြီးကုညီကစေရင်းနဲ့ပြည်လဲထူထောင်ရေးလုပ်ငန်းများကိုအရှိန်အဟုန်ပြည့်ဆောင်ရွက်နိုင်စီရန်ရည်ရွယ်ရင်းခဲ့သူအပြည့်ခက်ရက်စဲစဉ်ဖြစ်ကြောင်းစစ်ကောင်စီကဆိုသည် အပြည့်ရစဲကာလာဒရင်တိုင်းသောလက်နက်ကင်အဖွဲ့များနဲ့အခြားလက်နက်ကင်အဖွဲ့များအနေဖြင့်အများပြည်သူသွာလာအုံပြလျက်ရှိသည့်ဆက်သွယ်ရေးလမ်းကြောင်းများအနောက်ဆက်တိုက်ခိုက်ခြင်းထိခိုက်ပျက်စီးခြင်းများပြုလုပ်ပါကတုံ့ပြန်သွားမည်ဟုဆိုသည် ထို့ပြင်ရင်းချုပ်ပြန်ချက်တွင်ဖီတူလူတို့၏အသက်အိုအင်းစည်းစိမ်ကိုထိခိုက်ပျက်စီးစေခြင်းလုံခြုံရေးနှင့်တရားဥပဒေစိုးမိုးရေးတောင်းထမ်းဆောင်လျက်ရှိသည့်လုံခြုံရေးတပ်ဖွဲ့ဝင်များ၏တက်စကန်များတိုက်ခိုက်ခြင်းတပ်ဌာနချုပ်များကိုနှောက်ယှက်တိုက်ခိုက်ခြင်းများငြိမ်းချမ်းရေးကိုပျက်စီးစေမည်အင်အားစုဆောင်ခြင်းပြင်ဆင်စုဖွဲ့ခြင်းနေမြေချဲ့တွင်ခြင်းများပြုလုပ်ပါကတုံ့ပြန်သွားမည်ကိုဆက်လက်ဖော်ပြထားသည် မက်လ29ရက်နေ့တွင်မြို့သားညီညွတ်ရေးအစိုးရ NUG ကခုခံကာကွယ်စစ်မှလဲရေးထိုးစစ်အလုံးကိုမက်လ30မှာဧပြီ7ရက်နေ့ရက်ဆိုင်ထားသောကြေညာထားသည်မဟာမိတ်သုံးပွဲမှစတင်ထိုးစစ်တိုက်ခိုက်မှုပြုလို့မည်မဟုတ်ဘဲဧပြီ7ရက်နေ့မှ30ရက်နေ့အထိတလားတာတစ်ပတ်သက်အပြည့်ခက်ရစဲသောဧပြီ7ရက်နေ့တွင် ထုတ်ပြန်ကြေညာသည်စစ်ကောင်စီဧပြီ၂ရက်နေ့ထုတ်ပြန်ချက်အရငလင်ကျောက်တည်ဆုံသူ2900နီးပါးရှိနေပြီဖြစ်ကြောင်းသိရှိရသည် ဆက်လက်ပြီးညောင်ကျိုးတို့စက်ကူပို့ထားတဲ့ညောင်ကျောက်ကြေးရွာမှာပြည်သူစစ်ကောင်စာပါဝင်6ဦးသေဆုံးပြီးစစ်ကောင်စီတပ်ဖွဲ့ဝင်များစခန်းဆွန့်ခွာဆွဲတဲ့တဲ့ကိုတင်ဆက်ပေးပါမယ်ရှင်။ ဘကိုးတိုင်းပြောင်မြုံနယ်ရှိစစ်ကောင်စီအသေးခံစစ်ကန်ညောင်ကျိုးကိုအရကတမရအေးနှင့်ပူးပေါင်းတပ်ဖွဲ့များကဝင်ရောက်တိုက်ခိုက်ခဲ့ရာစစ်ကောင်စီတပ်မတီဆုံမှုများပြီးညောင်ကျိုးသို့စစ်ကိုပို့ထားသည့်ညောင်ချောက်ကျေးရွာမှာပြည်သူစစ်ကောင်စာပအဝင်း6ဦးတီဆုံသောကြောင့်စစ်တရင်ရင်မြစ်ထံမှသိရသည်ညောင်ကျိုးစကန်ကိုပေးခဲ့သည့်မတ်လ31ရက်နေ့တွင်အေးအေးနှင့်ပူးပေါင်းတပ်ကအပြင်းထန်ဒုစစ်ဆင်တိုက်ခိုက်ခဲ့သည့်အတွက်စစ်ကောင်စီတပ်ဖွဲ့ဝင်အများအပြားကစင့်ကလာထွက်ပြေးခဲ့ပြီးတီဆုံသောသည့်ပြည်သူစစ်ကောင်စာပအဝင်း6ဦးကို ဧပြီလ၂ရက်နေ့ကညောင်ချောက်ရရင်တကြိုခဲ့ကြောင်းသိရှိရသည် မနေ့ကညောင်ချောက်ရွာကပြည်သူစစ်6ရာမသားပေါ်ရပြဒီနေ့ဧပြီ2ရက်မှာတော့တကြွတယ်ညောင်ချောက်ရွာတွေကပြည်သူစစ်ကောင်းစားပါ6ရာသေးတယ်ဟုတက်တဲ့ရင်မြက်က AR တိုင်းကိုပြောတယ်စစ်ကောင်းစီသည်ပြီးခဲ့သည့် match လနောက်ဆုံးပတ်ကညောင်ချောက်မှပြည်သူစစ်များအမတ်ချောက်ကောက်ရီပစ္စည်းစက်ရုံကော့ပတ်စ6ရှိစစ်ကောင်းစီတပ်ဖွဲ့ဝင်များနဲ့စစ်မှုရန်ပတ်စင်ရှိတနန်းစင်တသားတင်များစုစုပေါင်းအင်အားတရာခန့်ကို4ခါရှိစီဖြင့်ညောင်ချိုးသူစစ်လွတ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည် ညောင်စိုးမှာတိုက်ပွဲဖြစ်နေလို့စစ်ကူပိုတာ9ရက်လောက်ရှိပြီညောင်စရောက်ကနေဖောကရီနဲ့ပိုတာတရားဝန်ကျင်းလောက်ရှိတယ်။အခုတော့ညောင်စိုးကိုစစ်ကူလာတဲ့တပ်ဖွဲ့ဝင်တွေလည်းကာဘာဆဘက်ကိုပြန်ထွက်ပြေးနေကြတယ်ဟုတပ်သရင်ရင်မြစ်ကဆိုသည်။အရကတမ်ရောအေးနဲ့ပူပေါင်းတပ်များ၏ထိုးစစ်ဆင်နေရေးအသာစီရနေတော့လေငလျင်နောက်ဆက်တွဲကဲစေးလုပ်ငန်းများအမြန်ဆုံးထိရောက်စွာဆောင်ရွက်နိုင်ရန်အတွက်ထိုးစစ်များကိုပြုလုပ်မည်မဟုတ်ဘဲတလားတာတပတ်သက်အပြစ်ခတ်ရဲစဲကြောင်းညီနောင်မမိတ်တုံးဝင်ကထုတ်ပြန်ထားသည်။ ညီနောင်မမိတ်၃ဘွယ်အနေဖြင့်ငလေနောက်ဆက်တွဲခြေနေများကိုလေးလာဆောင်ကြည့်ပြီးနောက်ဧဘရာဟတရက်နေမှာ30ရက်နေအထိတလားတာတစ်ဖက်သက်အပြစ်ခတ်ရဆဲမိဖြစ်ပြီးငလင်တန်တဲ့မျိုးများတွင်ကုညီကေစေးလှူဆောင်နေသည့်ပြည်တွင်ပြပါစေနာဝန်ထမ်းများစိတ်လက်ကြည်သာစွာလှုပ်ခိုင်းနိုင်ကြရန်နှင့်လူသားချင်းစာနာထောက်ထားမှု လုပ်ငန်းများထိရောက်စွာဆောင်ရွက်နိုင်ရန်လူလာကြောင်းဆိုထားသည် ရှိခိုးဆက်လက်တင်ဆက်ပေးမယ့်တဲ့ရင်ကြောင်းရကတော့ငလင်းအကြောင်းပြုကသူတို့ရဲ့ရုံမာမှုတွေပေါ်ကုန်မှာဆိုတာကြောင့်နိုင်ငံတကာသတင်းသမားတွေကိုဝင်ခွင့်မပေးတဲ့စစ်ကောင်စီဆိုတဲ့သိမ်းပဲဖြစ်ပါရဲ့ရှင်။ နိုင်ငံတကာသတင်းဌာနတွေကသတင်းကြောက်တွေကိုငလင်ပေးနဲ့ပတ်သက်ပြီးမြန်မာနိုင်ငံအတွင်းဝင်ရောက်ကသတင်းလာယူခွင့်မပြုဘူးလို့စစ်ကောင်စီပြောခွင့်ရဆော်မင်တွန်းကပြီးခဲ့တဲ့မတ်လ30ရက်နေ့မှာထုတ်ပြောခဲ့ပါတယ်။ငလင်ကြောင့်ပြည်စည်းဆုံးရှုံးမှုတွေနိုင်ငံတကာကသတင်းဌာနတွေသတင်းကြောက်တွေကနေသတင်းရယူဖို့ခွင့်တောင်းလာတဲ့ပေါ်စစ်ကောင်စီကတဲစရာနေစရာအဆင်မပြေပါဘူးခမ ya ဒီဟိုတယ်တော်တော်များများကလည်းထိခိုက်ထားတာရှိတယ်။လျှက်စက်မီလည်းတော်တော်များများကမရရှိသေးဘူး။ရှင်းနဲ့ပတ်သက်ပြီးလည်းအခက်အခဲရှိပါသေးဆိုပြီး မတိကြမရေရတဲ့အကြောင်းပြချက်တွေနဲ့ညင်ပေခဲ့တာဖြစ်ပါတယ်။အရက်ဘက်အဖွဲ့အစည်းများစွာကတော့ကေဆေးရေးသတင်းအချက်အလက်တွေစီစဉ်မှုအတွက်အင်တာနက်ပိတ်ထားတဲ့ဒေတာတွေကိုအင်တာနက်ပြန်လည်ဖွင့်ပေးဖို့နဲ့နိုင်ငံတကာကအကူအညီတွေရနိုင်ဖို့အတွက်လည်းနိုင်ငံတကာသတင်းသမားတွေကိုဝင်ရောက်ခွင့်ပြုပြီးမှန်ကန်တဲ့သတင်းတွေရယူခွင့်ပြုဖို့စာချုပ်ပြန်တောင်းဆိုထားကြပါတယ်။ နိုင်ငံတကာသတင်းတောက်တွေအနေနဲ့ငလင်ဖြစ်ရာကိုသတင်းလာယူတော့ဟာသူတို့ကြုံရမယ့်အခက်အခဲတွေကိုသိရှိပြီးမှလာတာဖြစ်တာကြောင့်စစ်ကောင်စီရဲ့တဲခုတ်စရာအခက်အခဲကြောင့်သတင်းတောက်တွေကိုပေးမွေမှုဆိုတာကရှေးစရာကောင်းတဲ့အကြောင်းပြချက်ဖြစ်တယ်လို့သတင်းသမားတွေကဝေဖန်ကြပါဗျာ။ ။ဆွန်မင်းတို့ပြောသွားတဲ့စကားတွေကအရင်ရေရတဲ့အကြောင်းပြချက်တွေပါပဲ။ကမ္ဘာပေါ်မှာဒီလိုမျိုးတဘာဝ BN ရဲ့သတင်းတို့စစ်ဖြစ်တဲ့နေရာကသတင်းတွေရယူရဲဆိုတာကသတင်းထောက်တွေမှာ training တွေရထားပေးတာပါ။ဘယ်လိုအနေနဲ့ကင်းအောင်နေရမလဲ။ဘယ်လိုသတင်းယူရမလဲစသဖြင့်ပေါ့နော်။နိုင်ငံတကာသတင်းထောက်တွေကတူပေတမ်းမီခံပြီးဒီကမ္ဘာလုံးအနှံ့သွားလာနေကြသတင်းယူနေကြပဲ။ငလင်တန်ဆိုတာမြန်မာနိုင်ငံမှာပထမဦးဆုံးဖြစ်တာမဟုတ်ဘူး။ဒါကြောင့်မီးမရလို့ရေမရလို့နေစရာအခက်အခဲကြောင့်ဆိုတဲ့အကြောင်းပြချက်က အရန်ကိုမှရေးစရာကောင်းပါတယ်လို့အမည်မပေါ်လိုတဲ့နိုင်ငံတကာသတင်းတောက်တယောက်ကမောင်းကိုပြောပါတယ် မက်စလော့28ရဲ့နေကပြင်ရ9.8နဲ့လှုပ်ခတ်ခဲ့တဲ့ငလျင်အားစကိုင်းတိုင်းကိုခြေပြုတ်လှုပ်ခတ်သွားတာကြောင့်စကိုင်းတိုင်းအတွင်းကမြို့နယ်တွေနဲ့ကျေးရွာတွေမှာပျက်စီးဆုံးရှုံးမှုတွေအလွန်များပြားနေပါတယ်။ဒါပေမဲ့စေကောင်းစီကတော့စကိုင်းတိုင်းဟာသူတို့နဲ့ပြည်သူ့ကော်ရီတပ်တွေကြားစစ်ရေးပြင်းထန်နေတဲ့ဒေသဖြစ်တာကြောင့်ကယ်ဆယ်ရေးကားတွေကိုလည်းအချိန်မီပေးဝင်ကယ်ဆယ်ခွင့်မပြုခဲ့ပဲဒေသရင်းကရှိနေပြီးသားကယ်ဆယ်ရေးတွေကိုလည်းညဆယ်နိုင်နောက်ပိုင်းမှာကယ်ဆယ်ရေးလုပ်ငန်းတွေကိုဆက်လုပ်ခွင့်မပြုပဲရပ်နားခိုင်းနေတယ်လို့သိရပါတယ်။ ငလင်ကျောင်းစကိုင်းတရာဟောင်းပြိုကျပြက်စီသွားပြီးတရာအသက်ကလည်းအကြောင်းအရာတွေထွက်ပေါ်လာတာကြောင့်ခေစေးရဲ့အဖွဲ့တွေအလေတကူသွားလာလို့မရပဲစစ်ကောင်စီကပါတားဆီးပိတ်ပင်နေတဲ့အတွက်ငလင်တန်းကျောင်းပိတ်မိနေသူအများပြားဟာမသိဆုံးသင့်မဲ့သိဆုံးနေရတဲ့အခြေအနေတွေဖြစ်နေတာပါ သူတို့ရဲ့ငလင်နဲ့ဆိုင်တဲ့စီမံခန့်ခဲမှုတွေညံ့ဖြစ်တော့နောက်ပြီးတော့ငလင်ဘေးဒုက္ခကိုလူတို့ကခံနေရချိန်မှာသူတို့ကလေကြောင်းတိုက်ခိုက်မှုကိုလည်းအဆက်မပြတ်လုပ်နေတာဒါတွေကိုတရေနေထွက်ပေါ်လာမှဆိုတဲ့သူတို့ရဲ့ညံ့ဖြစ်မှုတွေရက်ဆက်ယုံမှမှုတွေကိုသိမှဆိုတဲ့အတွက်ဖုံးခွဲချင်တာပေါ့တရင်အမောင်ချတာပေါ့တရင်အမောင်ချချင်တာကြောင့်ထိခိုက်နေတာမှုအရှိဆုံးကတော့လူတို့ပါပဲလူတို့ကသူတို့ရဲ့ခံစားမှုတွေကိုပြောပိုင်ခွင့်ဆိုပိုင်ခွင့်တင်ပြပိုင်ခွင့်မရှိတာနောက်နိုင်ငံတကာကလည်းအလိန်ခံရတာပေါ့လို့မျက်စိမှတရင် ဌာနရဲ့တရင်ငန်းစီမံခန့်ခွဲမှုအေဒီတာဦးစိန်ဝင်းကပြောပါရယ် ညလေကြီးစားလောက်ခတ်သွားတဲ့နောက်ဆက်တွဲအနေနဲ့လူတွေသေးသေးပြက်စီပြီးအိုမဲအိမ်မဲဖြစ်နေကြတာကြောင့်အမျိုးသားညီညွတ်ရေးအစိုးရ NUG အပါအဝင်တိုင်းသာတော်လှန်ရေးလက်နက်ကိုင်အဖွဲ့တွေဟာခေတ္တကဏအပြစ်ခတ်ရက်စဲထားပြီးခုခံစစ်ကိုသာလှုံ့ဆော်မယ်လို့အသီးသီးထုတ်ပြန်ကြေညာထားပါတယ်။စစ်ကောင်စီကတော့လေဆောင်တိုက်ခိုက်မှုတွေကိုလှုံ့ဆော်နေစေဖြစ်ပြီးအပြစ်ခတ်ရက်စဲမှာမဟုတ်ဘဲကာဝေးလုပ်ငန်းတွေဆောင်ရွက်ကောင်ဆက်လက်တိုက်ခိုက်သွားမယ်လို့ငလင်တန်တဲ့အလုံငွေကောက်ခံပွဲမှာမင်းအောင်လိုင်ကဆိုထားပါတယ်။ အင်းအပြင်းငလင်းကြောင့်ပြည်သူတွေတဘာဝပေးဒုက္ခရောက်နေခြင်းအစံဘက်ဆေးအုပ်စုကစကိုင်းနိုင်ငံချောင်းမြို့နယ်ကချင်ပြည်နယ်ကဗမော်မြို့နယ်ရှမ်းပြည်နယ်ကနောင်ချိုမြို့နယ်မကွေးတိုင်းကပေါင်မြို့နယ်ရခိုင်ပြည်နယ်ကကြောက်ဖြူမြို့နယ်ပဲခူးတိုင်းကဖြူမြို့နယ်နဲ့ခရင်ပြည်နယ်မှာလေးဆောင်တိုက်ခိုက်မှုတွေအဆက်မပြတ်ပြုလုပ်ခဲ့တာပါဒီလို့ရက်တွေကိုဖုံးခွဲဖို့နဲ့သူတို့ရဲ့လှုပ်ဆောင်နေတဲ့လူခွင့်ရေးချိုးဖောက်မှုတွေဟာလည်းမျက်နှာဖုံးခွာကျသွားသလိုနိုင်ငံတကာကတည်သွားမှာဆိုရင်လည်းနိုင်ငံတကာသတင်းတောက်တွေနဲ့သတင်းရယူခွင့်ကိုစစ်ကောင်စီကပိ ိပင်နေရဖြစ်တယ်လို့လူလူကဝေဖန်နေကြပါတယ်။ သတင်းသမားတွေကတော့သတင်းရှူဖို့လာကြတဲ့ကတွေ့မြင်ရတဲ့လူခွင့်ရချိုးဖောက်မှုတွေကိုပါသတင်းရှူမှာပဲဒါကိုထားပါအောင်အခုငလင်းမှာလူတွေမသိတဲ့မဲ့ဘာကြောင့်တင်နေရလဲဆိုတာကိုလိုက်မှာပဲပေါ့နော်စစ်တပ်ကမြန်မာနိုင်ငံကိုသူ့စိတ်ထဲမှာအုပ်ချုပ်ထားနိုင်ပြီလို့ယူဆထားတာကဘာကိုလည်းစစ်တပ်ကမြန်မာနိုင်ငံဟာကောင်းကောင်းလေပတ်နေတယ်ဆိုတာကိုပြထားတာအဲ့ဒါတွေကလက်တွေ့မှာစန့်ကျင်ပတ်ပဲလေလူတွေအော်တန်ကြတယ်ကယ်ဆယ်ရေးတွေအချိန်မီမရောက်လာဘူးတဘာဝ BN ရေကိုတော့ကောင်းကောင်းမတုံပြန်နိုင်ဘူးမသိတဲ့လူတွေတင်နေတယ်ဆိုတာကသူတို့ရဲ့ ံပြေမှုတွေပေါ့သူတို့အုပ်ချုပ်ရေးအပေါ်အများကတက်ရောက်မှုရှိလာမှာကိုဒီသတင်းတွေမထွက်စေချင်လို့လွတ်လပ်စွာသတင်းရယူခွင့်ကိုပိတ်နေတာလို့နောက်ထပ်အမည်မဖော်လို့တဲ့သတင်းသမားတယောက်ကလည်းဝေဖန်သုံးသပ်ပါတယ် စစ်ကောင်စီဟာသူတို့အခြေဆိုင်အုပ်ချုပ်ရာနေပြည်တော်ကအစိုးရရုံးရဲ့ပြက်စီမှုတိုက်စုံမှုတွေကိုဖုံးကွယ်ထားသလိုငလင်းလုခတ်ခဲ့တဲ့ area အတင်းကအကျဉ်းထောင်တွေပြုကျပြက်စီမှုနဲ့အကျဉ်းသားတိုက်စုံမှုတွေကိုလည်းတရင်အမောင်စာဖုံးကွယ်ထားတာဖြစ်ပါတယ်စစ်ကောင်စီကတရုတ်ကနေကယ်ဆယ်ရလာတဲ့စစ်ချင်းတွေအဖွဲ့ရင်တန်းကိုလည်းတနက်မိုးပေါ်ထောင်ကပြစ်ခတ်တားဆီးခဲ့ရတယ်လို့အကြမ်းဖက်စစ်ကောင်စီပြောခွင့်ရဆိုမင်းထွန်းကဝန်ခံပြောဆိုထားပါတယ်လက်ရှိမှာတော့စကိုင်းငလင်းကြောင့်တိုက်စုံသူအရေးကျသောနောက်နေပါရောက်ရှိနေပြီထိခိုက်တရန် ရှိသူအရေးအတွက်ဟာလဲ၄000ကျော်နေပြီလို့သိရှိရပါတယ်ဆလဘိမြန်မာစစ်ကောင်းဆောင်ဘင်းစတထိပ်သည့်စီဝေးတက်မယ်လို့ထိုင်းနိုင်ငံတီးပြူဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ ထိုင်းနိုင်ငံမှာဧပြီလ၂ရက်နေ့ကနေ၄ရက်နေ့အတွင်းကျင်းပမယ့်ဘင်းစတထေသည့်စီဝေးကိုမြန်မာအာဏာသိမ်းဆက်ကောင်ဆောင်လူကရိုင်းတက်ရောက်မယ်လို့ထိုင်းနိုင်ငံဂျာယီဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူကပြောကြားလိုက်ပါတယ်။အဲ့ဒီပြောရေးဆိုခွင့်ရှိသူကဆက်ကောင်ဆောင်ဟာညီလာခံနည်းကိုလာတက်ဖို့ရှိတယ်လို့သာအတည်ပြုပြီးသူခီးစင်နဲ့ပတ်သက်လို့အသေးစိတ်ပြောကြားသွားတာမျိုးမရှိပါဘူး။လလလလက်အသေးဆုံးပြက်စီအလွန်များတဲ့ငလျင်ကြီးလှုပ်ပြီးရေးပေါ်ကိုညီကဲစေရီဆောင်ရွက်နေချိန်မှာဆက်ကောင်ဆောင်ဟာနိုင်ငံပြင်ပကိုထွက်မှာဖြစ်ပါတယ်။နှစ်ပေါင်း င်းတရာကျော်တွင်အကြီးမားဆုံးငလင်ပေးသောဗဟုတ်တဟုနည်းစီရင်နေအရာ2886တည်ဆုံးခဲ့ပြီလေဖြစ်ပါတယ်စစ်ကောင်းဆောင်ရဲ့အခုခေစဉ်အားအနာသိငဲ့တဲ့2022ခုနှစ်နောက်ပိုင်းမင်းအောင်လိုင်အောင်ဘန်ကောက်ကိုပထမဆုံးချိန်တွားရမှုဖြစ်လာမှာပါ ဗင်းစတန်ညီလာခံမှာနိုင်ငံတကျရဲ့ခေါင်းဆောင်တွေကကျေပြန့်တဲ့အကြောင်းကိစ္စတွေကိုဆွေးနွေးဖို့ရည်ရွယ်ထားပါတယ်။ဗင်းစတန်ဟာလက်ရှိထိုင်းဝန်ကြီးချုပ်ဖေတာရင်ရှီနိုဝတ်လက်ထက်မှာပထမဆုံးချိန်ကြီးမှုတွင်ရမယ်နိုင်ငံတကာထိပ်သီးညီလာခံအစဉ်အစည်းအဝေးလည်းဖြစ်လာမှာပါ။အဲဒီအစည်းအဝေးကိုဒေသရင်းနိုင်ငံတွေဖြစ်တဲ့သီရီလင်ကအိန္ဒိယ၊ဘင်္ဂလားဒေ့ရှ်၊ဘူတန်၊နီပေါ်၊ထိုင်းတို့ရဲ့ခေါင်းဆောင်တွေပြင်အာနာသိန်းဆက်ခေါင်းဆောင်လည်းတက်ရောက်ခွင့်ရလာတာဖြစ်ပါရဲ့ရှင်။